ားလုံးမင်္ဂလာပါအခုကျွန်တော်ကနေပြီးတော့မှကျွန်တော်တို့လင့်နေကိုပေါ့နော်အဲတနညာတနညာနဲ့တနညာပြီးတနညာတော့ပြီးတော့ရှာကြမလို့ပဲနဲ့အကုန်လုံးပေါင်းထည့်တဲ့နီလန်းလေးကိုကျွန်တော်လာပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီဟာကျွန်တော်ဘယ်လို software သုံးရလဲဆိုတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့စကြလိုက်အောင်ပေါ့နော်โอเคအဲကျွန်တော်ဒီဟာကိုလုပ်မယ်ဆိုရင်ဒီ software ကြီးကျွန်တော်တို့ရှိထားဖို့လိုတယ်ပေါ့နော်ဒီမှာပါဒီ software ကြီးရှိထားဖို့လိုပါတယ်ဒီ software ကြီးတောင်းလိုက်ပေါ့နော်โอเคကျွန်တော်ကဒီ software လေးဝင်လိုက်မယ် ကျွန်တော်ကဖွင့်ထားပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ log out လုပ်လိုက်မှာပေါ့နော် log on လုပ်လိုက်မှာထွက်လိုက်မှာပေါ့နော်ကျွန်တော်ဖွင့်တဲ့ new ကိုပြောပြပြီးမှာဖြစ်ပါတယ် okay ကျွန်တော်တို့ software တွေဝင်လိုက်ပြီးဆိုတာ ਨੇ ဒီနေရာလေးမှာတွေးလိုက်မှာပေါ့နော်ကျွန်တော်တို့ကအဲ sign app ဆိုတဲ့နေရာကိုတစ်ချက်ထောက်လိုက်မှာပေါ့နော်အဲ့လိုလေးပို့လာပြီဆိုရင်ကျွန်တော်တို့လက်ရှိတုံးနေတဲ့ Gmail လေးထည့်ပေးရမှာဖြစ်ပါတယ်။ Gmail ကိုကြတော့ကျွန်တော်တို့ဒီမှာ Google ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးပါတော့။ ဒီ Google ဆိုတဲ့နေရာမှာကျွန်တော်တို့ဖွင့်ထားတဲ့ Gmail ချက်ထည့်ပြီပေါ့နော်ဒီနေရာလေးမှာကြာတော့ကျွန်တော်တို့ဖွင့်မဲ့အကောက်ကို Gmail တကောက်ကောက်ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီဘက်ကဒီနေရာလေးကိုကျွန်တော်လိမ့်လိုက်မယ်ဒါလေကျွန်တော်များပြတာတဲ့ဟာလေးနေပါတော့ ီနေရာမှာကကြတော့ကျွန်တော်တို့နာမည်ထည့်ပေးရမှာဖြစ်ပါတယ် user name မှာဒီနေရာမှာကျွန်တော်တို့နာမည်ထည့်တဲ့အခါမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့နာမည်ကနေသေးတယ်ဆိုရင်ပေါ့နော်ကျွန်တော်နံပါတ်လေးထည့်လိုက်လို့ရတယ်ကျွန်တော်ထည့်တယ်လို့မျိုးပေါ့နော်ထည့်လိုက်လို့ရတယ်ကိုယ့်ရဲ့နာမည်ကိုပေါ့နော် okay ဒီလိုမျိုးလေးကျွန်တော်တို့အမှန်ချက်လေးပြလာပြီဆိုရင်ဒီနေရာမှာဒီလိုအမှန်ချက်တွေပြလာပြီဆိုရင်ကျွန်တော်တို့အောက်မှာရှိတဲ့ဒီစာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ် ါဆိုရင်ကျွန်တော်တို့တစ်ခုခုပေါ့နော်ယူလိုက်မှာဖြစ်ပါတယ်ကျွန်တော် business ကိုယူလိုက်မယ်ပင်တစ်ခုခုယူလိုက်ပါပင်အောက်မှာရှိတယ်ကျွန်တော်တို့ခင်ရရောင်လေးကိုကျွန်တော်နှိပ်လိုက်ပါနော် Okay ဒါဆိုရင်လည်းကျွန်တော်တို့ထပ်မှန်ပြီးတော့ဒီဟာလေးပဲအောက်ကရှိတာလေးပဲနှိပ်လိုက်ဒီနေရာမှာဆိုရင်ကျွန်တော်တို့က free ဆိုတဲ့ဟာလေးကိုယူပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာပါဒီ free ဆိုတဲ့ဟာလေးကိုယူလိုက်ပါမကျနေပြီးတော့ဆိုရင်အောက်မှာရှိတယ်ဒီမှာပေါ့နော်ဒီ free ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော် Okay ဒီနေရာမှာပေါ်လာပြီဆိုရင်ကျွန်တော်တို့အောက်ကဖုန်းလို့အောင်မြင်သွားပြီပေါ့နော် ထပ်နေလိုက်ပါဒီနေရာလေးရောက်လာပြီဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ profile profile နေရာမှာကျွန်တော်ပုံလေးထည့်ပေးရမှာဖြစ်တယ်ပေါ့နော်ပုံထည့်ပေးမယ်ဆိုရင်ဒီပုံမှာရှိတဲ့ကျွန်တော်များပြပေးထားတဲ့ဟာလေးကိုရှင်းနေလိုက်ပါနော်အဲ့လိုနေပြီးသားဆိုရင်ဒီအောက်မှာရှိတဲ့ profile ဆိုတဲ့နေရာလေးတွေ့လိုက်မှာပေါ့နော်ဒီ profile ဆိုတဲ့နေရာလေးကိုရှင်းထားဒီနေရာမှာဆိုရင်ကျွန်တော်တို့ထည့်ချင်တဲ့ဓာတ်ပုံလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပေးမယ်ဆိုရင်ကျွန်တော်များပြပြပေးထားတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်များပြပေးထားတဲ့ဟာလေးကိုပဲ ထနိုင်လိုက်ပါပြီးအပေါ်ဆုံးကဟာလေးကိုကျွန်တော်နှိပ်လိုက်ပါနော်ကဲဒီနေရာမှာဆိုရင်ကိုထည့်ရှင်တဲ့ဓာတ်ပုံလေးပေါ့နော်ထည့်ရှင်တဲ့ဓာတ်ပုံလေးကိုကျွန်တော်ထည့်လိုက်ပါနော်โอเคဓာတ်ပုံလေးထည့်လိုက်တဲ့အခါမှာခဏလေးနောက်တစ်ခါပြန်ရေးမယ်ပေါ့နော်ထည့်တဲ့အခါမှာဆိုရင်ကျွန်တော်မကြီးလဲမကြီးစေနဲ့ပါနော်ကျွန်တော်ဒီအဝင်ကွင်ကြလေးကျွန်တော်ထည့်ပြရမှာဖြစ်ပါတယ်ဟို profile မှာပေါ်တဲ့အခါမှာဆိုရင်ကျွန်တော်ရှေးကြီးလို့အကြီးကြီးလို့အဲ့လိုဖြစ်ဖြစ်နေမှာဆိုရင် တပ်ပုံကအရန်ဝေးတဲ့ဆိုရင်ကိုယ့်ရဲ့တပ်ပုံမမြင်ရမှာဆိုလို့ပေါ့နော်အဲဒီလိုပုံစံဆိုရင်တို့အနေထားဆိုရင်အဆင်ပြေတယ်ဗျာကြည့်ဒါဆိုရင်အပေါ်ကရှိတဲ့စိတ်ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်โอเคဒီလိုပေါ်လာပြီဆိုရင်နောက်ကိုတစ်ချက်ဆုပ်လိုက်ပါခဏလေးစောင့်ပြီးပါ ရပါပြီအဲဆိုရင်တစ်ချက်နောက်ကိုထွက်လိုက်ပါခင်ဗျာဟုတ်ပြီနော်ပြီးတော့ဆိုရင်ကျတို့ထပ်မံပြီးတော့မှထပ်မံပြီးတော့ကျတို့ဟိုမှာလင့်နေပါယူမယ်ဆိုရင်ခဏနေရကျွန်တော် ကျွန်တော်တို့ဒီမှာပါနော်ဒီနေရာလေးကိုတစ်ချက်ဒီမျက်နှာပြင်လေးကိုမျက်နှာပြင်လေးကိုကျွန်တော်များပြထားနေရလို့ချက်ထောင်းလိုက်အဲ့လိုထောက်ပြီးသားလို့ဆိုရင်ကျွန်တော်ဒီမှာရှိတယ်အဲ app new link ပေါ့နော်အဲ့ဒီနေရာလေးကိုရှင်းလေးလိုက်ပါနော်ပြီးရင်ကျွန်တော်တို့ link ကိုတည်ယူအောင်ဖြစ်ပါတယ် link ယူတဲ့အခါမှာကျွန်တော်တို့အလဲထည့်လိုက်ပေါ့နော်ဒီလိုအလဲလေးလိုက်ပါပြီးရင်ကျွန်တော်ထည့်ချင်တဲ့ link ပေါ့နော်ဥပမာကျွန်တော်ကအဲ Facebook link ကိုကျွန်တော်တွဲယူမယ်ဆိုပါဆိုပါနော် Facebook link ကိုကျွန်တော်ယူမယ်ဆိုရင်ဒီမှာကျွန်တော် profile ဆိုတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်အဲ့လိုမျိုးဝင်ပြီးသားလို့ဆိုရင်ဒီအောက်မှာရှိတဲ့ ဒီနေရာမှာကျွန်တော်တို့အဆက်လေး30တွေ့တွေ့လိုက်မှာပေါ့နော်ဒီနေရာမှာအဆက်30လေးတွေ့လားအဲကျွန်တော်များပြပြင်းထားတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုချက်ထောက်လိုက် okay ပြီးတော့ဆိုရင်ကျွန်တော်အပေါ်နည်းနည်းဆွဲတင်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ copy link ဆိုတဲ့နေရာလေးတွေ့မှာပေါ့နော်ဒီ copy link ဆိုတဲ့နေရာလေးကိုဒီမှာပေါ့နော်တစ်ချက် copy ယူလိုက်ပါဒါဆိုရင်ကျွန်တော်တို့ copy ရသွားပြီပေါ့နော်ဒါဆိုရင်ခဏနေရာကျွန်တော်တို့ဖွင့်ထားတဲ့ဒီ software လေးကိုကျွန်တော် link တော့ထည့်မယ် link ထည့်တဲ့အခါမှာဆိုရင်ကျွန်တော်ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ယူလာတဲ့ link ကိုထည့်လိုက် ်ထည့်ပြီးရင်ကျွန်တော်များပြပေးမယ်ပေါ့နော်ဒီများပြပေးတဲ့အတိုင်းလိုက်လို့ပေါ့နော်ဒါလေးကိုများလေးတစ်ချက်နှိပ်လိုက်ပါโอเคခဏလေးစောင့်ပြီးမယ်ပေါ့နော်ကြည့်ဒါဆိုရင်ကျွန်တော်တို့ယူလာတဲ့ဒီဟွာပေါ့နော်ဒီအကောက်ကိုဒီမှာပေါ့နော်ဒီနေရာမှာရောက်ရှိနေပါပြီပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့လင့်တစ်ခုရသွားပြီနောက်တစ်ခုထပ်ပြီးတော့တွဲယူမယ်ပေါ့နော်ဟိုမှာ YouTube link ကိုယူမယ်ဆိုရင်ကျွန်တော်တို့ YouTube link ပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်က အဲတော်တော်များက TikTok သုံးကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် TikTok link ယူနေကိုပြပေးလိုက်မယ်ပေါ့နော်။ Okay ပြီးရင်ကျွန်တော်တို့ link ယူမယ်ဆိုရင် profile ဆိုတဲ့နေရာလေးကိုလူရုပ်ပုံစံလေးကိုချက်နေလိုက်ပေါ့နော်။ Okay ဒီနေရာရောက်လာပြီဆိုရင်အပေါ်မှာရှိတဲ့ဒီ ATD provide ဆိုတဲ့နေရာလေးကိုကျွန်တော်များပြပေးတာတဲ့ဟာပေါ့နော်အဲဒီလိုနေတကယ်လို့များဒီလိုမပေါ်ဘူးဆိုရင်ကျွန်တော်တို့တချို့ဖုန်းတစ်လုံးနဲ့တစ်လုံး account တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်အဲဒီလိုမပေါ်ဘူးဆိုရင်ဒီနားလေးမှာကျွန်တော်တို့ဘောပင်ပုံစံလေးပေါ်လိမ့်မယ်အဲဒီဘောပင်ပုံစံလေးကိုနှိပ်လိုက်ကျွန်တော်ကကြတော့ဘောပင်ပုံစံမပေါ်ဘူးဒီနေရာမှာ ATD ID provide ဆိုတဲ့နေရာလေးပေါ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ provide ဆိုတဲ့နေရာလေးကိုပဲတစ်ချက်နှိပ်လိုက်နှိပ်ပြပေါ့နော်ကဲဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့က link อยู่มาဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့ဒီပေါ့နော်ဒီ TikTok ရဲ့ လင့်လေးပေါ့နော်ဒီမှာပါဒီအတောက်ရဲ့လင့်လေးပေါ်ပါလိမ့်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်ယူလိုက်မယ်โอเคပြီးရင်ခဏနေရကျွန်တော်လောက်တဲ့လင့်ထည့်တဲ့ software တွေကိုပြန်ဝင်မယ်ပေါ့နော်โอเคဒီမျက်နှာပြင်ရောက်လာပြီဆိုရင်ကျွန်တော်တို့ခဏနေရကျွန်တော်ပြတယ်လို့ပဲပေါ့နော်ဒီဟာလေးကိုဒီ profile လေးကိုတစ်ချက်နှိပ်လိုက်ဟုတ်ပြီနော် ဟုတ်ပြီကျွန်တော်လင့်ပြန်ထည့်မယ်ဆိုရင်ဒီအပေါ်မှာရှိတဲ့ကျွန်တော်တို့ဖြည့်ချင်တဲ့ထည့်ချင်တဲ့လင့်ကိုကျွန်တော်ပြန်ပြီးတော့ထည့်ပေးပါနော်အဲဟုတ်ပြီအားလေးကိုနှိပ်လိုက်ဒီနေရာလေးမှာကျွန်တော်ယူလာတဲ့လင့်ကိုထည့်ပေးလိုက်ပါပြီးရင်အများလေးကိုနှိပ်ပေးလိုက်ပါ ကဲဒါဆိုရင်ကျွန်တော်တို့ link တစ်ခုဖြစ်သွားပြီပေါ့နော်ဥပမာကျွန်တော်တို့ Facebook ကနှစ်ကောက်ရှိတယ်ဆိုရင်နှစ်ကောက်ဒါပေမဲ့ကိုအမြဲတမ်းသုံးတဲ့အကောက်ပဲဖြစ်ဖြစ် TikTok ဆိုရင်နှစ်ကောက်ဆိုရင်နှစ်ကောက်သုံးကောက်ဆိုသုံးကောက် Telegram link တွေထည့်လို့ရတယ်ပြီးရင် Instagram link တွေထည့်လို့ရတယ် YouTube link တွေထည့်လို့ရတယ်ပေါ့နော်အကုန်လုံးပေါင်းထည့်လို့ရတယ်ပေါ့နော် Okay ဒါဆိုရင်ဒီ link ကိုကျွန်တော်တို့ကဆိုပါဆိုကျွန်တော်တို့ Facebook ရဲ့အဲ Facebook Facebook ပေါ်မှာပေါ့နော်ကျွန်တော်တို့ link link တွေကို အာလူအများမြင်နေတဲ့ဆိုရင်ကျွန်တော်တို့အကောက်ကိုပေါ့နော်အဲ့ဒီလင့်တစ်ခုတည်းနှိမ့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့လင့်ကျွန်တော်တို့ထည့်ထားတဲ့၃ခု၄ခု၅ခုအစားသဖြင့်ပေါ့နော်အဲ့ဒီအရာကိုကျွန်တော်တို့အမြင်စီချင်နေဆိုရင်ကျွန်တော်တို့ဒီအခုထည့်ထားတဲ့ link ကိုကျွန်တော်တို့အဲယူပြီးတော့ထည့်ပေးအောင်ဖြစ်ပါတယ်အဲ့ဒီ link ကိုဘယ်လိုယူမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်เนาะဒီနေ့ကနေပြတစ်ချက်ထွက်လိုက်ပါအဲအဲ့လိုမျိုးဒီမျက်နှာပြင်ရောက်လာပြီဆိုရင်ဒီမှာပေါ့เนาะကျွန်တော်တို့ဒီမှာ share ဆိုတဲ့နေရာလေးတွေ့လာပေါ့เนาะဒီ share ဆိုတဲ့နေရာလေးကို and then နှိပ်လိုက်ပေါ့เนาะအဲအဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့က copy copy ပဲယူယူဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ share ပဲ share share ပေါ့နော် QR လည်းရှိတယ်โอเคဒီနေရာမှာဒါလေးကိုနှိပ်လိုက်โอเคနော်ဒါဒီရဲ့ link ကိုရသွားပြီနော်ဒီ link ကိုရသွားပြီကျွန်တော်တို့ကဘယ်နေရာမှာသွားပြီးတော့အသုံးချမလဲဆိုတော့ကျွန်တော်တို့ဥပမာကျွန်တော်တို့ Facebook ပေါ့နော် Facebook တဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်โอเคဒီလို Facebook နဲ့ဝင်ပြီးလိုက်ဆိုရင်ဥမာကျွန်တော်ဒီအကောင့်နဲ့လုတ်ပြပေးမယ်နော်အဲ့လိုဝင်ပြီးလိုက်ဆိုရင်ကျွန်တော် link ကိုကြတော့ ဒီစာလေးပေါ့ဥမာကျော်တို့အောက်မှာရှိတယ်ဒီမှာဟာတာများနဲ့အတူကြီးလိုက်ပါဆိုတဲ့နေရာလေးကိုလည်းအဲနေလိုက်လို့ရတယ်လို့ကျော်ဒီနေရာမှာတချို့တို့တွေကမတိဘူးဆိုရင်ပေါ့နော်ဒီမှာအဆက်လေးရှိတယ်နည်းနေရာတွားလို့ရတယ်ပေါ့နော်ဒီဆက်လေးကိုနေလိုက်ပြီးရင်ကျော်တို့အပေါ်မှာရှိတယ်ဘောပင်ပုံစံလေးတွေ့လားအဲ့ဒီနေရာလေးကိုနေလိုက်အဲ့လိုနေပြီးတော့ဆိုရင်ကျော်တို့ဒီမှာကျော်တို့ရေးထားတဲ့အကြောင်းအရာလေးရှိရပေါ့နော်ဒီမှာ PIO ဆိုတဲ့နေရာလေးနော်အဲ့ဒီနေရာလေးကိုကျော်တို့ EDID ဆိုတဲ့နေရာဖြတ်ထားပြီးဘောပင်လေးကိုနေလိုက်ကဲဒီနေရာမှာကျော်တို့ထည့်ချင်တဲ့ link ကိုပေါ့နော်ကျော်တို့ခဏနေရာယူလာတဲ့ link ကိုအဲ့လိုထည့်ပေးလိုက်ပါ အဲဒါဆိုရင်ကျွန်တော်အပေါ်မှာရှိတဲ့အကြောင်းအရာပေါ့ဒီ link ကိုဘာကြောင့်နှိပ်တင်လဲဆိုတဲ့အရာလေးကိုကျွန်တော်ရေးလိုက်ရုံပဲပေါ့နော် okay ဒါအတော့ကျွန်တော်ဥပမာအနေနဲ့ထည့်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အပေါ်ကရှိတဲ့ဒီ C ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် sorry ဟောဒီမှာလေးနော်ဒီ C ကိုကျွန်တော်နှိပ်လိုက်ပါနော်ကျွန်တော်ထည့်ပြီးတော့ဆိုရင် okay ဒါဆိုရင်ကျွန်တော် link ထည့်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ထွက်လိုက်ထွက်ပြီးရင်ကျွန်တော်ဒီမှာ အဒီရဲ့ဟာလေးကို audio လို့လေးဆွဲချလိုက်နော်ဒီမှာဒီလိုလေးဆွဲချလိုက်ပြီးဒီမှာပေါ်လာလိမ့်မယ်โอเคတွေ့ပြီနော်โอเคဟုတ်ပြီအဲ့ဒါဆိုရင်ကျောင်းအကြောင်းအရာလည်းဖတ်သွားပြီပေါ့နော်ဥပမာကျတော်တို့ဥပမာပြစ်အာဘယ်နေရာမှာကျတော် တက်တော့မှာတွားပြီးတော့ဒီအကြောင်းအရာတွားပြီးတော့လေးလာအဲတွားပြီးတော့လေးလာကြလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ဖြစ် YouTube ကတွားပြီးတော့လေးလာလို့ရတယ်ဆိုတဲ့အကြောင်းအရာဖြစ်ဖြစ်ဒီလိုလေးရေးပြီးတွားပြီးဆိုရင်တော့အာတို့ကဒီ link ကိုထောက်ကြည့်လိုက်မယ်โอเคနော်ဒါထောက်ကြည့်လိုက်မယ်နော်အဲ့လိုထောက်ကြည့်ပြီးတော့ကျတော်တို့စွမ်းနာကဖြစ်လာတဲ့ အဲဒီမှာကျွန်တော်ထည့်ထားတဲ့ link ပေါ့နော်ဒါပေါ်လာလိမ့်မယ်ပေါ့နော်ဒီမှာတွေ့လားဒါ TikTok ဒါကြတော့ Facebook ပေါ့နော်အဲ့လိုလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပြီနော်ဒါဆိုရင်အဆင်ပြေသွားပြီဒါတော့ Facebook မှာထည့်တဲ့နီလေးဖြစ်တယ်အတကယ်လို့ TikTok မှာထည့်မယ်ဆိုရင်ကျွန်တော် TikTok မှာလည်းထည့်ပုံထည့်နေယူကျွန်တော်ပြပြမယ်ပေါ့နော်အဗီဒီယို final နည်းနည်း share ရွာတယ်ဒါပေမဲ့စိတ်ရှိလိုက်ရှိနေကျွန်တော်ကြည့်ပေးမယ်ပေါ့နော်ဒါမှကျွန်တော်နားလည်မှာဖြစ်တယ်ကျွန်တော် detail လေးရှင်းပြပေးတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် TikTok ထဲဝင်လိုက်ပါအဲ့လို TikTok ထဲဝင်လာပြီဆိုရင်ကျွန်တော် ဒီမှာ profile ဆိုတဲ့နေရာလေးတွေ့လား profile ဆိုတဲ့လူရုပ်လေးကိုကျွန်တော်တို့နှိပ်လိုက်ပါเนาะအဲ့တော့နှိပ်ပြီးတော့ဆိုရင်ဆွနာကကျွန်တော်ပြောသလိုပဲဒီမှာ EDI ID ပေါ်မယ်အဲ့ချွတ်တော့လူတွေကဒီမှာဘောပန်လေးပုံမယ်ပေါ့နော်ဘောပန်လေးပုံမယ်အဲ Facebook အကောင့်ကချွတ်တော့အာတယောက်တယောက်တော့မတူအာ TikTok အကောင့်ကတယောက်တယောက်တော့မတူပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ကဒါလေးကိုနှိပ်လိုက်မယ်အဲ့လိုနှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီနေရာမှာကျွန်တော်တို့တိချာလေးကြည့်ပေးပါနော်ဒီမှာ link ဆိုတဲ့နေရာလေးတွေ့လားအဲအဲ့ဒီ link ဆိုတဲ့နေရာလေးကိုထောက်လိုက် ထားပြီးသားဆိုဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာ link တစ်ခုချင်းထည့်လို့ရတယ်သူတို့ထည့်တာခိုင်းတယ်ဗောနော်ဒီမှာ Instagram ရှိ YouTube ရှိ Twitter ရှိတယ်ဒီမှာ website ဆိုတဲ့နေရာရှိရယ်ဗောနော် Okay ဒီနေရာမှာကျွန်တော်တို့ကဆွမ်းနကယူလာတဲ့ link ကိုဘယ်နေရာမှာထည့်ပေးရအောင်ဆိုတော့ဒီ website ဆိုတဲ့နေရာမှာကျွန်တော်ထည့်ပေးရမှာဖြစ်တယ်ဗောနော် Okay ဒီမှာနော် website ဆိုတဲ့နေရာမှာတွေ့လာဗောအဲ့ဒီကျွန်တော်များပြပေးထားတယ်နော်ဒီမှာအဲ့ဒီ website ဆိုတဲ့နေရာမှာကျွန်တော်တို့အဲ့လိုတစ်ချက်နှိပ်လိုက် Okay နော် Okay ခဏလေးစောင့်နေနော်အဲ ဟမ်ဒီမှာလိပ်စာတွေထည့်ဒီနေရာမှာကြတော့တို့တို့ဒီလိပ်စာတွေပါတွေပေါ့နော်ဒါတွေတို့ထည့်ပေးရတာဖြစ်တယ်နော်ဒါထည့်ပေးရတာဖြစ်တယ်ဒီမှာ name ပေါ့နော်တို့တို့ business အလုံးမဲ့ name တွေပါတွေပေါ့နော်လိပ်စာတွေပါတွေထည့်ပေးရဖြစ်တယ်อืมဒါကတော့တော်တော်များတော့မပေါ်ပေါ်တာမတွေ့ရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒါထွက်လိုက်မယ်ဒါလိပ်စာရိုက်ပိုင်းကိုကဖြည့်လိုက်လို့ရတယ်ဘာမှတော့မခက်ဘူးပေါ့နော်ခင်ကြောင့်ဒီနေ့ကိုကြာတော့ကျွန်တော်အပြပြီးတော့ပဲတော်တော်များကျွန်တော်ဒီလိုမျိုးမပေါ်ဘူးဒါပေမဲ့ကျွန်တော်အကောင့်မှာဂျပန်အကောင့်မို့လို့လာတော့မသိဘူးဒီလိုပေါ်နေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်တစ်အကောင့်မှာပြပေးမယ်နော် เนาะโอเคเนาะကျွန်တော်ဒီတောက်မှာပြပေးမယ်เนาะခဏနေရကျွန်တော်ကျွန်တော်ဟိုလိပ်စာပိုင်းထည့်ပေးရမှာဆိုတော့ချွတ်တော့လူတွေတိတ်နားမယ်မှာဆိုလို့เนาะဒါနဲ့ဒီနေရာမှာဆွမ်းနာကကျွန်တော်တို့ EDI ID provide ဆိုတဲ့နေရာလေးကိုပဲတစ်ချက်ဖြည့်လိုက်နှိပ်လိုက်ပါเนาะပြီးရင်ခဏနေရကျွန်တော်ပြောသလိုဒီမှာ link ဆိုတဲ့နေရာလေးတွေ့လားဒီ link လေးကိုကျွန်တော်နှိပ်လိုက်ပြီးအပေါ်မှာရှိတဲ့ pro ဟိုပါเนาะဒီ website ဆိုတဲ့နေရာကိုအဲနှိပ်လိုက်ပါเนาะအဲဒီနေရာမှာဒီလိုပုံစံမျိုးပေါ်ရလိမ့်မယ်ပေါ့เนาะပေါ်လိမ့်မယ်ဟုတ်ပြီเนาะဆွမ်းနာကကျွန်တော်တို့ယူလာတဲ့ link ကိုဒီနေရာမှာဒီမှာထည့်ပေးလိုက်ရုံပဲเนาะပြီးရင်ဒီမှာ site ဆိုတဲ့နေရာလေးကိုစိတ်ဟာလေးကိုကျွန်တော် ဲ့လိုနှိမ့်လိုက်ပါโอเคเนาะကဲဒါဆိုရင်ကျွန်တော်လင့်ကဒီမှာထည့်ပြလိုက်เนาะထည့်ပြလိုက်ဆိုရင်ကျွန်တော်အပြင်တစ်ချက်ထွက်ကြည့်မယ်เนาะအပြင်တစ်ချက်ထွက်ကြည့်မယ်ကဲဒီမှာเนาะကျွန်တော်ပေါ်နေပြီねအောက်မှာเนาะလင့်လေးလင့်လေးတွေ့လားဒီမှာအာတွေ့လားเนาะဒီလင့်လေးပေါ်နေပြီဒါဆိုရင်ကျွန်တော်ကအဲဒီလင့်လေးကိုနှိမ့်တချို့လူတွေကနှိမ့်ကြည့်လိုက်မယ်ဗောနော်ကိုယ့်ရဲ့ Facebook account တွေပေါ်တာလိမ့်မယ်အဒီမှာပေါ်တော့ဟာလေးကိုနှိမ့်လိုက်တွေ့လားဒီမှာเนาะအဲဟုတ်ပြီเนาะအားလုံးနားလည်ပါပြီเนาะ โอเคတကယ်လို့နားမလဲဘူးဆိုရင်ကျွန်တော်ရဲ့ဒီ comment မှာလည်းရေးလာလို့ရတယ်เนาะကျွန်တော်တို့ဒီ profile ကိုကြတော့ကျွန်တော် YouTube မှာတင်ပေးပါမယ်ဒါတော့ကျွန်တော်ရဲ့ TikTok account လေးဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ follow follow လုပ်ကျွန်တော်ဒီနိပညာပိုင်းနဲ့ပတ်သက်ပြီးတော့လေ့လာနေတယ်ဆိုရင်ကျွန်တော်ဒီ account ကိုလည်း follow လုပ်ထားလို့ရပါတယ်လို့ဗောနော်โอเคကျွန်တော်ကဒီနေ့အားလုံးနားလဲမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာเนาะဒီလိုနိပညာလေးတွေဆင်ချက်မပြတ်အားပေးနေတယ်ဆိုရင် subscriber နဲ့အတူ notification လေးနှိပ်ထားဖို့အတွက်လည်းတောင်းဆိုပါတယ်ခင်ဗျာ